ပျက်စီးသွားတဲ့အနေသာရတခုကိုကျွန်တော်ရဲ့ crown မှာပြန်လိုက်ပြီးထိန်းသိမ်းထားထားပါတယ်။ဇာတ်နဲ့ gear တွေကကျွန်တော် effect ဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်ဘယ်လို handle လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာပဲကျွန်တော်ပုံမှာပဲမူတည်ပါတယ်။ကျွန်တော်တို့ဒါ gear ဆိုတာ gear တတ်တတ်ပါကျွန်တော်လုပ်ရမယ့်တာဝန်ကကျွန်တော်လုပ်ရမယ့်တာဝန်တာဝန်ပြီးရမယ့်တာဝန်အလုပ်တွေကိုပြီးအောင်လုပ်ရမှာကျွန်တော်တာဝန်ပါဟုတ်အရင်ပြိုင်ပွဲတွေကအကောင်းဆုံးလုပ်ခဲ့ကြတယ်သူတို့လည်းသူတို့ရဲ့အကောင်းဆုံးဆိုတာတွေထုတ်ပြခဲ့ကြတယ်သူတို့ရဲ့အကောင်းဆုံးဆိုတာတွေကိုစူးစမ်းခဲ့ကြတယ်ဒါကိုကျွန်တော်တကယ်အသိမှတ်ပြပါတယ်အတော်ဆုံးအတက်ဆုံးဆိုတာနဲ့အသင့်တော်ဆုံး သူ့ကိုကျွန်တော်ရွေးချယ်ပြီးတော့စေလွတ်တာပဲဖြစ်ပါတယ်။အာ rules and regulation တွေသူ့ရဲ့ format တွေနဲ့ကန့်ကြီးတဲ့သူ့ကိုပဲကျွန်တော်တို့ရွေးချယ်တာမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့စိတ်ဆန္ဒနဲ့ရွေးချယ်လို့မရပါဘူး။ကျွန်တော်ရဲ့ format ရက top 5တွေစကားတင်တဲ့ဝင်သွားပြီဆိုလို့ရှိရင် queen တိုင်းက crown နဲ့ titan နဲ့ CJA နေလည်းပဲလာမှာပဲဖြစ်ပါတယ်။အခုရ current miss grand international 2020လေးရနေပြီးတော့သူနဲ့ tracer လာမှာပဲဖြစ်ပါတယ်ဟုတ်အာဒီနေ့ကတော့ Miss Grand Myanmar 2025ရဲ့ press conference ကျွန်တော်ရလာမယ်28ဦးကို ပြီးတော့မြို့နယ်ကိုစားပြုအာ29ဦးကိုစံနေစင်းဆရာဆရာမတွေကိုလက်အနန္တဲ့ပွဲပဲဖြစ်ပါတယ်ဒါပြင်ကျွန်တော်ရဲ့ပွဲကိုပံ့ပိုးပေးတယ်အာစပွန်ဆာများကိုမိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့အာ The Airvity Sulu Grand Hotel မှာပြုလုပ်ချက်မှာတော့ဖြစ်ပါတယ်ဟုတ်ပထမအဆုံးကတော့ကျွန်တော်ရဲ့ creative team တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့သူတို့ရဲ့အာကျွန်တော်တယောက်အားလည်းမဟုတ်ပါဘူးကျွန်တော်နောက်မှာအာ creative team နေနောက်ပြီးလို့ရှင့် executive directors တွေအဲ့ဒီပံ့ပိုးမှုတွေနဲ့ဒီပွဲကိုစဖြစ်လာတာပဲဖြစ်ပါတယ်ဟုတ်နံပါတ်1ကတော့ sponsors တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တွေဒါအာကျွန်တော်ရဲ့ဘေးကြီးကြုံတဲ့အခါမှာ level တို့ကတာဝန်ကြီးသလိုပဲအာကျွန်တော်ကိုချစ်ပြီးတော့ပံ့ပိုးပေးကြတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ပွဲစားလို့မယ်ဆိုပြီးတော့ကျွန်တော်ကိုခင်လို့ချစ်တယ်ဆိုလို့ဆိုတာတစ်ချက်ကိုပေါ့နော်နိုင်ငံကိုစားပြုမယ်အလှမယ်ရွေးချယ်ရေး ပွဲမှာလူငယ်တွေကိုမြေတောင်မြောက်ပေးလိုတဲ့စိတ်နဲ့ကိုဘယ်အရာမှခေါင်းထဲမှာမထားဘဲနဲ့ကိုတကယ်စေတနာစိတ်ရင်းမှန်နဲ့ပံ့ပိုးပေးတဲ့ sponsor တွေအားလုံးဒီကနေပြော gratitude ပါဆဲလို့ပြောချင်ပါတော့ God bless you ပါ very very talented ပါကလေးအားလုံးတယောက်မှရော့မနေပါဘူး28ဦးစလုံးက အာတကယ်ကိုသူတို့လွယ်ထားတဲ့မျိုးတွေရဲ့တာဝန်ကိုအကောင်းဆုံးကြည့်ဖို့ဆိုတာထမ်းရွက်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါအာ session day ကနေစပြီးတော့ဒီနေ့ထိတိုင်အောင်ကလေးရတကယ်ကိုတက်ကြွတယ်နောက်ပြီးစူးစမ်းကြတယ်တကယ်ကိုတော်ကြပါတယ်ဟုတ်အထူးခြားခြားဆိုတော့အထက်ကိုပေါ့ကျွန်တော်ဟို Maran Sino season နဲ့ပွဲတိုင်းပေါ့နော် Maran Entertainment ကနေပြီးတော့ Entertainment ကနေပြုလုပ်သွားတဲ့အာ event တိုင်းလို့ပါပဲကျွန်တော်တို့တွေထူးခြားမှုဆိုတာနဲ့ကိုလုပ်တဲ့အရာတိုင်းအကောင်းဆုံးဖြစ်ပဲဆိုတော့ဟာပါကျွန်တော်တို့ရဲ့ I give our best ပါ ဆိုတော့ဒါအကောင်းဆုံးဆိုရဲဟာတွေပြင်ဆင်ထားပါတယ်ဒါပရိသတ်နဲ့ကြည်နေတဲ့သူတွေနဲ့တထထဲကြမယ်မကြမယ်ဘူးဆိုတာတော့အပွဲပြီးမှကျွန်တော်တို့ကဟို1 out of 10ပေါ့နော်7မှာပေးပေါ့အဲ့ဒါနဲ့ဘယ်လောက်ပေးမလဲဆိုတာကျွန်တော် အာပျော်ရွှင်စာနဲ့စောင့်မျှော်နေပါမယ်ဟုတ်အရင်ပြိုင်ပွဲတွေအကောင်းဆုံးလုပ်ခဲ့ကြတယ်သူတို့လည်းသူတို့ရဲ့အကောင်းဆုံးဆိုတာတွေထုတ်ပြခဲ့ကြတယ်သူတို့ရဲ့အကောင်းဆုံးဆိုတာတွေကိုစူးစမ်းခဲ့ကြတယ်ဒါကိုကျွန်တော်တကယ်အသိမှတ်ပြုပါတယ်ဆိုတော့ကျွန်တော်တို့ပွဲမှာကျတော့အရင်ပြိုင်ပွဲတွေကိုကြည်တာထက်ကိုကျွန်တော်အခုဒီနေ့ဒီချိန်မှာဖြစ်နေတဲ့ခေတ်ကာလအနေအထားအချိန်ခါနဲ့အတူကျွန်တော်ရဲ့အကောင်းဆုံးလှုပ်ဆောင်မှုတွေကိုကျွန်တော်ချပြသွားမှာဖြစ်ပါတယ်ဟုတ်အာအဓိကကျွန်တော်ရဲ့တငယ်ချင်းကောင်းတွေကြောင့်မို့လို့ပါဆိုတော့ကျွန်တော်ကိုနိုင်ကလည်း artist ဖြစ်တယ်ဆိုတော့ဒါတောင်မှ ပွဲကနည်းနည်းလေးတုံနေလို့ပေါ့နော်ဆိုတော့ကျွန်တော်တကယ်ချစ်ပြီးတော့ပံ့ပိုးပေးခြင်းနဲ့ support လုပ်ပေးကြတဲ့ artist တွေကကျွန်တော်ဘီနာမှာအမျက်ရှိတယ်ဒါကျွန်တော်ရဲ့ blessing တစ်ခုပဲဖြစ်ပါတယ်ဆိုတော့အာဒီနေ့ကတော့ကျွန်တော်အာဘာလဲဆိုတော့ the sign ကိုဖိတ်ခေါ်ထားပါတယ် the sign ရဲ့ performance နဲ့အတူကျွန်တော်ရဲ့ဒါ press conference ကို ြုလုပ်သွားမှာပဲဖြစ်ပါတယ်ဟုတ်အရင်နေ့ကကလေးတွေကလည်းကျွန်တော်ခုနပြောသလိုပဲသူတို့ရဲ့စီမှာ influence ဖြစ်တယ်ပေါ့နော်အာသူတို့တက်ကျွမ်းတဲ့ကျွမ်းကျင်တဲ့အရာပြောတော့ကျွန်တော်ကျတော့အကောင်းဆုံးလို့မျှော်လင့်ယုံကြည်ပါတယ်ကျွန်တော်ပရိသတ်တွေကမျှော်လင့်ကြတယ်ပေါ့တခြားသောဘာသာစကားတွေပြောကြတာကိုသူတို့တိုက်ကြတယ်အဲဒါပေမဲ့ကိုပြောလိုက်တာ တေချာကိုမရောက်သွားဘူးနားထောင်နေသူကနားမလည်နိုင်ဘူးဆိုလို့ရှိရင်ဒါကတော့ကောင်းမွန်တဲ့ result မဟုတ်ဘူးเนาะဆိုတော့သူတို့တက်ကြွတဲ့အရာသူတို့ရဲ့အာကျွမ်းကျင်တဲ့အရာ influence ဖြစ်တဲ့အရာနဲ့အာထိမိဆိုတာကောင်းမွန်ဆိုတာပြောဆိုနိုင်ခြင်းကနားထောင်နေသူအတွက်ကလည်းဒါကောင်းကောင်းမွန်မွန်တာရောက်တယ်ဆိုလို့ရှိရင်အကောင်းဆုံးပါပဲအကောင်းဆုံးတော့ international သွားလို့ရှိရင် international မှာ PBN ဆိုတာပြောနိုင်တာတော့အကောင်းဆုံးပါပဲဒီတော့ကကြတော့ဟိုမပိုင်မနိုင်ပြောပြီးတော့ကျွန်တော်တွေဒါ message အများကြီးပြောလိုက်လို့ရှိရင်ဒါကတော့ ဟိုကောင်းမွန်တဲ့ result မဟုတ်လေခုနပြောသလိုပဲပေါ့နော်ဒါမှ international မှာကြောက်လို့ရှင်သွားလို့ရှင်လည်းပဲပြောနိုင်လို့ရှင်တော့အကောင်းဆုံးပါပဲဟုတ် final က John 27ပါ Hexagon Complex မှာပြုလို့သွားမှာပဲဖြစ်ပါတယ် final talk ကတော့ကျွန်တော်နဲ့ကျွန်တော် team ကအကောင်းဆုံးပြင်ဆင်ထားပါဗျာကျွန်တော်တို့ဒါ international queen ကိုလည်းပဲ pick ခေါ်ထားပါဗျာ CJ အနေနဲ့လည်းပဲလာမှာပဲဖြစ်ပါတယ်အခုရ current miss grand international 2020 လေးရနေပြီးတော့သူနဲ့ tracer လာမှာပဲဖြစ်ပါတယ်ဟုတ်ကျွန်တော်ငကိုဂရက်နေကျွန်တော်ပြီးခဲ့တဲ့ interview တွေမှာပြောခဲ့သလိုပဲကျွန်တော် international queen ကိုဖိတ်ခေါ်ထားပါတယ်လို့ပြောပြီးသားပါကျွန်တော်တွေဒါ queen appearance တက်ကိုလည်းပဲကျွန်တော်တွေသွင်းရမယ့် form တွေအကုန်လုံးပေါ့နော်ဟောလုတ်ပြီးသားပါ email တွေလည်းပို့ပြီးသား confirm လည်းဖြစ်ပြီးသား confirm လည်းဖြစ်ပြီးသားဆိုတော့ကျွန်တော်တွေဒါ CJ ကလည်းပဲလာဖို့အတွက် confirm လုပ်ထားပါတယ်ဘယ်ရက်လာမယ်ဆိုတာလည်းပဲကျွန်တော် ဆိုတာလဲကိုပဲကျွန်တော်တို့ launch လုပ်လို့မရသေးတာပါခင်ဗျာဟုတ်သူ့ကိုလူလျောမြင်တယ်ဒါအရန်သားတွေခွင်းကြီးရောက်ပဲဆိုတော့လည်းပြောပါဦးအကုန်လုံး queen ကတော့ every queen is deserve for the title ပေါ့နော်ဆိုတော့သူတို့ကြိုးစားလို့လည်းပဲဒီ title top 5ဆိုတာကိုဝင်ကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ format ရကတော့ top 5တွေစကားတင်တဲ့ဝင်သွားပြီဆိုလို့ရှိရင် queen တိုင်းက crown နဲ့ titan နဲ့ အဲ့ပေါ်မှာပဲကျွန်တော်တို့ဒါတခုခုနဲ့ဟိုဟာမမိလို့ဒါဒါမရတဲ့အာရှိတာပေါ့နော်ဆိုတော့ CJ လည်း Inventor မှာ store ရတဲ့သူဖြစ်တယ်နောက်ဘလို့ကျအဲကြိုက်တဲ့သူလည်း Inventor မှာကြိုက်ကြတယ်ပေါ့နော်ဆိုတော့ I love ဟုတ်အကိုနဲ့အကိုနဲ့ကျွန်တော် team ကလည်းကျွန်တော်ရဲ့အဲ့ဒါတခုတည်းပါပို့ပြီးတော့တာဝန်ကြီးတော့တာ international သွားမှာပဲဖြစ်အရင်တော့ CD ကနေ national level ကိုသွားရပေါ့နော်ဆိုတော့အဲ့လို CD ကနေ national level သွားတဲ့အခါတိုင်းမှာတော့မှကျွန်တော်တို့တွေအတော်ဆုံးအတက်ဆုံးဆိုတာနဲ့အသင့်တော်ဆုံး ူ့ကိုကျွန်တော်ရွေးချယ်ပြီးတော့ဆေးလွတ်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒါ international miss grand international rules and regulation နဲ့ကိုက်ညီတဲ့သူကျွန်တော်တို့ရဲ့ format နဲ့ကိုက်ညီတဲ့သူ novelation ကျွန်တော်နိုင်ငံရဲ့ဆလွယ်ကိုလွှဲပြီးသွားတဲ့အခါမှာအတင့်တော်ဆုံးသူကိုကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အာတဖြည်းဖြည်းနဲ့ပေါ်လာမှာပါဟုတ်ဟုတ်ကြိမ်မောခုမှစတာကျွန်တော်ကကျွန်တော်တယောက်ရဲ့ဟွာနဲ့ရွေးချယ်သွားမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်နောက်မှာသူတို့ရဲ့ supervisor တွေရှိရယ်အာ ရှေ့မှာရှိတယ်နောက်မှာရှိရဲ့အကဲပြတ်တွေရဲ့နဲ့အတူကျွန်တော်အတက်ပြန်ရှင်အတိပြန်ရှင်နဲ့အတူပူးပေါင်းပြီးတော့ကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ခုနကပြောသလိုပဲ international သွားတဲ့အခါမှာလည်းပဲသူတို့ရဲ့ rules and regulation တွေသူရဲ့ format တွေနဲ့ကန့်ညီတဲ့သူကိုပဲကျွန်တော်တို့ရွေးချယ်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ဆန္ဒနဲ့ရွေးချယ်လို့မရပါဘူးကျွန်တော်ပြောခဲ့သလိုပဲပွဲသူ winner ဆရတဲ့အချိန်ကနေစပြီးတော့ပွဲပြီးတဲ့အချိန်အထိကိုယ့်နိုင်ငံကိုမြန်မာနိုင်ငံနေထွက်သွားတဲ့အခါကနေပြီးတော့ပြန်လာတဲ့အချိန်အထိကိုသူ ကိုကျမ်းမာစွာစိတ်ချမ်းသာစွာနဲ့သူလုံးဝမဲ့အလုပ်ကိုတောင်းဝန်ကြေပွန်စွာ focus ပဲထားပြီးကျွန်တဲ့အရာအားလုံးကိုကျွန်တော်နဲ့ကျွန်တော် team ကဒါအပြင်ကျွန်တော် sponsor အနေနဲ့ပံ့ပိုးပေးစမယ့်သူတွေအားလုံးရဲ့အားနဲ့ကျွန်တော်ပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ် crown ကတော့ကျွန်တော်ကျွန်တော်တွေဒါဒီနေ့ရဲ့ slogan အတိုင်းပဲ be your legacy လို့ပြောတဲ့အတိုင်းပဲတကယ်ကိုကျွန်တော် legacy ဖြစ်မဲ့ crown ကိုကျွန်တော်စီစဉ်ထားပါတယ်ဆိုတော့ခဏနေတွေ့ရမှာပါအားလုံးလည်းပဲအာမြင်တဲ့ သူတွေဘယ်လိုဖြစ်မလဲတော့မသိဘူးကျွန်တော်တော့တကယ်ကိုကြိုက်နေတက်ပြီးတော့ကျွန်တော်ရဲ့အာပျောက်ဆုံးပျောက်ဆုံးသွားတော့ဗောပျက်စီးသွားတဲ့အနေသာရတခုကိုကျွန်တော်ရဲ့ crown မှာပြန်လိုက်ပြီးတော့ထိန်းသိမ်းထားထားပါတယ်အဲ့ဒါခဏနေကြာလို့ရှိရင်ကျွန်တော်တွေတွေ့ရမှာပဲဖြစ်ပါလဲဟုတ်ဩကရက်ကတော့ကျွန်တော်တိုင်းပါပဲကျွန်တော်လည်းခုနပြောလို့ပဲကျွန်တော်တို့ရဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့ team ရဲ့အာ style တိုင်းပဲကျွန်တော်လုပ်သွားမှာပါကရက်က သူကလည်းသူရှိနေမှာပါခရက်ကရှိနေကျွန်တော်လိုအောင်ပဲတာဝန်ကကျွန်တော်လိုအောင်ပဲတာဝန်ကိုကျွန်တော်နံပါတ်1မနက်ဖန်ဆိုတာကမနက်ဖန်ပါပဲဒီနေ့တာဝန်ကိုကျွန်တော်မနက်ကနေညအထိအိတ်သွားတဲ့အချိန်ကြီးကိုပြီးဆုံးအောင်တာဝန်ချိန်ပုံအောင်လှုပ်ဆောင်ဖို့အတွက်ကျွန်တော်တာဝန်ပါဆိုတော့ဇန်နဲ့ခရက်တွေကကျွန်တော် effect ဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်ဘယ်လို handle လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာပဲကျွန်တော်ပုံပါပဲမူတည်ပါတယ်ဆိုတော့ကျွန်တော်တို့ကခရက်ဆိုတာခရက်တတ်တတ်ပါကျွန်တော်လိုရမယ့်တာဝန်ကကျွန်တော်လိုရမယ့်တာဝန်တာဝန်ပြီးရမယ့်တာဝန်အလုပ်တွေကိုပြီးအောင်လုပ်ရမှာကျွန်တော်တာဝန်ပါဟုတ် အော်ကျွန်တော်တို့အများအားဒါတော့လေပွဲမစခင်ကတည်းကနေပြီးတော့ကျွန်တော်တို့ဆီမှာအစည်းကမ်းနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်မှုတွေရှိပါတယ်သူတို့တွေလည်းလက်မှတ်ရေးထိုးရတာရှိတယ်အဓိကတော့အော် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုထိခိုက်ပြပါစေမဲ့သူမျိုးနောက်ပြီးလို့ရှင်ကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုထိခိုက်စေမဲ့သူမျိုးကလွဲအကုန်လုံးကိုပေါ့နော်လွဲပြီးတော့အောင်ဖြစ်ကုန်ပြီအဲ့ဒါတွေကိုအတိအကထိန်းသိမ်းသွားမှာပါဆိုတော့သူ့ကိုယ်သူလည်းအထိခိုက်မခံစေဘူးကျွန်တော်ပွဲပြီးဆုံးတဲ့အထိပေါ့နော်ကျွန်တော်တို့ရဲ့သတ်မှတ်ထားတဲ့ကိုယ်ဆိုလို့ရှင်82နှစ်နာရီထိပြီးတော့3ရက်ထိကိုသူတို့တွေကျွန်တော်တို့တွေဘယ်လောက်ဘယ်လိုထိန်းသိမ်းထားလဲဆိုတာအထက်ကိုပေါ့နော်ဟော ကျွန်တော်စီလာတယ်မနေ့လာလို့ရှိရင်ညပြကိုရှိရနေ check out ထွက်တာအထိလက်မှတ်ထိုးထွက်ရပါတယ်လက်မှတ်ထိုးဝင်ရပါတယ်လက်မှတ်ထိုးထွက်ရပါတယ်ဘာကြောင့်လဲဆိုတော့ပြန်ဝဲဝင်စဉ်တစ်လျှောက်လုံး clear ကျွန်တော်တာဝန်ရှိပါတယ်ကျွန်တော်စီလာတဲ့အချိန်မှာအေးပြန်သွားလို့ရှိရင်တော့သူတို့မိဘနဲ့ဆိုင်နေပါတော့ဆိုတော့ပြန်ပွဲကာလာတစ်ခုဟို chain နေ့ရက်တိုင်းမှာဆိုင်ရင်ဆိုင်အောင်လက်မှတ်ရေးထိုးရပါတယ်အဲ့တော့ကိုကျွန်တော်တို့ရေးစီမီစီကတော့ကျွန်တော်ရဲ့ format တိုင်းမှာချထားပါတယ်ဟုတ် on final မှာကျွန်တော်တို့ဒါ miss grand မြန်မာရဲ့ page youtube ဒါအပြင်ကိုကျွန်တော်ရဲ့ channel 9 up to date skynet ကနေထုတ်လွှင့်မဲ့အာရုပ်သံတွေမှာကျွန်တော် live ထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်ဒါပြင် national costume လည်းကျွန်တော် live ထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ် swimsuit competition လည်း live ထုတ်လွှင့်သွားမှာပါဟုတ်ကဲကျေးဇူးပါဆိုင်ဟုတ်